ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကိုရေးသားထားသူကတော့ဆရာရဲမျိုးဟိမ့်ပဲဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုဝါရန်ဆရာရဲမျိုးဟိမ့်အားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆားဆားနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် မာပြည်တွင်တရုတ်လှေနံနှစ်ဖက်နင်းနေသည်မြမပြည်တွင်စစ်လင်းနေအတွင်ရောက်လာသောအခါထိုပရိပခကိုဖြေရှာရန်အလန်းကွာဝေးနေသေးဖြစ်သည်ဆိုရွာသောဆုံးရှုံးမှုများနှင့်ရုန်းကန်နေရသောစစ်ကောင်စီသည်ဒုက္ခတွင်းနှင့်ကြာနေသည်လက်မလျှော့သည့်တော်လန်ရေးအင်အားစုများထံတွင်စစ်ကောင်စီသည်နိုင်ငံပိုင်내၏၄ဘုံ၃ဘုံခန့်အထိထိမ့်ချုပ်မှုဆုံးရှုံးနေပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုပါဝင်တင်းနေကဖြူဟာကြသည့်စစ်စခန်းများကိုစွန့်လွတ်ထားရသည်ယခုအခါဗက်တောင်းချင်းနှင့်စိတ်သက်သာဆင်းခြင်းတို့ကြောင့်စစ်သားမလုံလောက်မှုများနှင့်ရင်ဆိုင်နေရသည်ထို့တော်လည်းအတိုက်ခံအင်အားစုများသည်တနိုင်ငံလုံးတွင်ကြီးကျယ်သောအောင်ပွဲများရနေတော်လေစစ်တပ်၏အမာခံမြန်မာနိုင်ငံအလေပိုင်းကိုမထိုးဖောက်နိုင်သေးပြီအတိုက်ခံအင်အားစုများသည် နိုင်ငံကိုဖက်ဒရယ်ဒီမိုကရက်တစ်ပြည်တော်စုထူထောင်ရေးပုံမပေါ်သေးသည့်ရည်မှန်းချက်ပန်းတိုင်ကိုမျှော်လင့်ထားကြသည်ထိုရည်မှန်းချက်ပန်းတိုင်သည်စစ်ကောင်စီကိုတိုက်ခိုက်နေသည့်အမျိုးမျိုးသောအုပ်စုအလုံး၏ဘုံပြစ်မှတ်ကိုရနိုင်လောက်သည့်အစီအစဉ်တစ်ခုဖြစ်သည် သို့တော်လည်းအုပ်စုများအကြားဆက်ဆံရေးသည်ကရော့တိရော်ရဲဖြစ်နေပြီး အချင်းချင်းပွတ်တိုင်မှုများဖြစ်နေစေဖြစ်သည်စစ်ကောင်စီကို တော်လှန်သူများသည် တနိုင်ငံလုံးတွင်ပြန့်နှံ့နေပြီးဆက်သွယ်ရေးမကောင်းခြင်းနှင့်ခေါင်းဆောင်များအချင်းချင်းဆက်သွယ်ရန်ခက်ခဲနေခြင်းကြောင့်စစ်မြေပြင်အောင်ပွဲများရရှိလင်ပင်သဘောထားကွဲလွဲမှုများတော်လှန်ရေးအင်အားစုများအကြာရှိနေနိုင်သည်တစ်ချိန်တည်းမှာပင်နိုင်ငံ၏လူဦးရေ54သန်းခန့်သည်ဒုက္ခများကိုဆက်လက်ခံစားနေရသည်စက်ကောင်စီသည်မြေပြင်တံများပုံမုံအင်အားနှဲလာခြင်းနှင့်နေမြေပုံမုံဆုံးရှုံးလာခြင်းကိုကာမိစေရန် လူဦးရေများသည့်နေရာများကိုတိမ်ကြုံ၍ဘုံကျဲသည်အတိုက်ခံအင်အားစုများကို လေကြောင်းတိုက်ခိုက်မှုပုံမိုးပြုတ်လုချင်းသည်အရက်သားတေဆုံးမှုမြင့်မားစေပြီး2024ခုနှစ်အကုန်တွင် အရက်သားတေဆုံးမှုတထောင်နီးပါးရှိသည်လူပေါင်း3000တန်းခွဲကျော်ပြည်တွင်းနေရဆွတ်ခွာမှုဖြစ်ပြီးနိုင်ငံလူဦးရေ3ပုံတစ်ပုံသည် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည် စီပွားရေးပြိုလဲလူနေပါဖြစ်နေသည်ထို့သောဆုံရွာသောစီပွားရေးခြင်းတွေကိုတဘာဝဘေးအန္တရာယ်များကပုံမှုဆုံရွာစေသည်လွန်ခဲ့သောစက်တင်ဘာလတွင်ပြင်းထန်သောမုန်တိုင်းတစ်ခုကမြန်မာနိုင်ငံကိုဖျက်ဆီးပြီးလူရာပေါင်းများစွာတိတ်ဆုံးစေကာဒေသအများအပြားကိုရေလွှမ်းမှုခဲ့သည်မလနောင်ပိုင်းတွင်ပြင်းအားခွန်တက်သမခွန်ရှိသောငလင်းမြန်မာနိုင်ငံတွင်လှုပ်ခတ်ခါ လူ3500ကျော်သေဆုံးပြန်သည်ငလင်လောက်ပြီးနောက်စစ်ဖြစ်နေသောဘက်အတီတီကလူသားချင်းစာနာမှုယာယီပြစ်ခတ်ရဆဲရေးကြီးညာတော်လေထိုပြစ်ခတ်ရဆဲရေးများသည်ကတီတန့်ခြင်းမရှိပေငလင်လောက်ပြီးမကြာမီစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှင့်မြေပြင်ထိုးစစ်အသည်များပြုလုပ်ပြီးထိုချိန်မှစတင်ကတိုက်ခိုက်မှုကိုဇက်တိုက်လုပ်သည်ပြည်တွင်းသတင်းများ၏အဆိုအရ စစ်ကောင်စီသည်မလ28ရက်နေ့နှင့်အေဂျီလ6ရက်အတွင်းလေကြောင်းနှင့်လက်နက်ကြီးတက်ခိုက်မှုတရာရှိကြိမ်ပြုလုပ်ပြီးအရတား80ဦးခန့်သေဆုံးခဲ့သည် ထိုတိုက်ခိုက်မှုများနှင့်46ခုကိုအပြစ်ခတ်ရစဲရေးကြီးညာပြည်သည့်နောက်ပိုင်းပြုလုပ်ခြင်းဖြစ်သည်မြေပြင်တွင်လည်းပြင်းထန်သောတိုက်ပွဲများကဆက်လက်ဖြစ်ပွားနေသည် ထိုကြေကွဲစရာဖြစ်ရမှာအမျက်ထွက်သည့်နိုင်ငံတစ်ခုသာရှိပြီးရင်းနိုင်ငံမှာတရုတ်ဖြစ်သည် အနောက်တိုင်းတွင်မြမပြည်ရင်းစစ်ကို အမေကန်ပြိပခါဖြစ်မကြာခဏပေါ်ပြကြသည် သို့တော်လည်းတရုတ်နိုင်ငံအတွက်မြမသည်ဒေတာတွင်ရီမန်းချက်များစီးပွားရေးအကျိုးစီးပွားနှင့် လုံခြုံပူပန်မှုများဆက်ဆက်နေသည်အ धिक စစ်မြေပြင်ဖြစ်နေသည်အင်အားချင်းနေသည့်မြမသည်တရုတ်ဆိုးရည်ပြိုင်ဘက်ကင်းဒေတာတွင်ပူကြမှုထူထောင်ရေးရီမန်းချက်အတွက်အ धिक ကြသည် မြမကိုတရုတ်ဆိုးရကလွမ်းမိုးနိုင်လင် ထိုသို့သောဘူကြောင့်ဆုံးမမှုသည်တိုးတက်မှုနှုံမြန်ဆန်သည့်အရှိတောင်အားရှနှင့်အိန္ဒိယကိုချိတ်ဆက်မီအိန္ဒိယ၏ရှေ့ဘက်သို့မျက်နှာမူလုကင်သည့်အရှိမျော်မူဝါရအတွက်တည်နေကဗျူဟာချသည့် အတားစီးတော်မကအရှိတောင်အားရှပင်မကုန်းမြင်နှင့်အိန္ဒိယသမုတ်တရားကမ်းခြေများတွင် အရေးပါသည့်ခြေကုပ်လေးဖြစ်သည်အများပြည်သူတို့ဂျင်ညာချက်များတွင် တရုတ်အရာရှိများက၎င်းတို့သည်မြန်မာတွင်တည်ငြိမ်မှုပြန်လည်ထိန်းသိမ်းလိုကြောင်းနှင့်နှစ်နိုင်ငံကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အားပေးကြောင်းပြောကြသည်လက်တွေ့တွင်တရုတ်သည်အင်အားချင်းနှင့်လာသည့်စစ်ကောင်စီကိုကြားခံပေးပြီးတိုင်းရင်သာလက်နက်ကင်ဖွဲ့စည်းများကို သူ၏ဩဇာဆက်ဝဲအတွင်ဆွတ်သွင်းရန်ကြိုးစားနေကာအနောက်တိုင်းနှင့်နှိစက်တီဟုယူဆရသည့်ဒီမိုကရေစီအင်အားစုများကို ်ဘေးဖယ်ရန်လုပ်နေသည်မြမတွင်နောက်တိုင်းကြိုးစည်းပေါင်းမရှိခြင်းသည်တရုတ်တွင်အာသာကျဖြစ်စေသည် ဥပမာအဖြစ်မန္လာကငလင်ပြီးတွင် အနောက်တိုင်းအင်အားကြီးနိုင်ငံများသည်မြမတွင် အကူအညီနှိမ့်ကြတော်လေတရုတ်သည်ငလင်တန်ခန့်ဒေသများသို့အလင်းမြန်ရောက်လာပြီးစီယုံရေးစတင်သည်အမှန်တရားမှာတရုတ်သည်ဖျော်ဖျဲခြင်းတွင် အခွင့်အလမ်းရှာခြင်းဖြစ်သည် တရုတ်တီအင်အားချင်းနဲ့နေသည့်စစ်ကောင်စီကိုကြာကန်ပေးပြီးရက်ဆက်ကြမ်းကြုတ်သောစစ်စင်ရေးများဆက်လက်လှုပ်ဆောင်စေသည်တော်လန်ရေးအင်အားစုညှို့မှုကိုထိခိုက်စေပြီးတော်လန်ရေးအင်အားစုအများပြားပေါ်ဩဇာချက်ထွင်ကာအနောက်တိုင်းဩဇာကိုဘေးရောက်စေသည်မြန်မာပြည်သူများ၏နိုင်ငံရေးညီမှန်းချက်များကို မထေမဲ့မြင်လှုပ်ချင်းဖြင့်မြန်မာအပေါ်၎င်း၏ထိန်ချုပ်မှုကိုပုံမခိုင်မအောင်လုပ်သည် ရှေကြာသောစစ်အုပ်ချုပ်ရေးအောက်တွင်တွေ့ကွဲနေသောမြန်မာသည်တရုတ်အတွက်ထိမ့်ချုပ်ရန်ပုံမိုလွယ်ကူသည့်နိုင်ငံဖြစ်နေသည်မြန်မာသည်တရုတ်၏အိန္ဒိယချင်းနိုင်ငံတသက်တစ်ခုမကပေမြန်မာသည်တရုတ်အတွက်အိန္ဒိယသမုတ်တရားသို့ကုန်တွင်လန်းဖြစ်ပြီးမလကာရေလက်ကြားရေချောင်းကျက်သောနေရာအတွက်အရေးပါသည့်အခြားထွက်ပေါက်ဖြစ်သည်ထိုစီးပွားရေးလမ်းကြောင်းကိုတိစောက်ခြင်းဖြင့် တရုတ်ဤကြီးမားသောပြပခြေခံဆောက်အုံစီမံကိန်းရဝင်းနှင့်လမ်းစီစဉ် BRI အဓိကရည်မှန်းချက်ဖြစ်သည်တရုတ်မြန်မာစီးပွားရေးစင်ချံ CMEC သည်တရုတ်ဤ BRI တင်နေကဖြူဟာအဓိကစိတ်ပိုင်းဖြစ်ပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်နှင့်မြန်မာဤကြီးမားသောစွမ်းအင်တိုင်များတဘာဝတယံဇာတာများနှင့်အိန္ဒိယသမုဒ္ဒရာကိုချိတ်ဆက်ပေးသည်မြန်မာသည်တရုတ်လိုချင်သည့်ရေးပါသော တယံဇာတာများကိုလည်းပိုင်ဆိုင်သည် ထိုတယံဇာတာများတွင်ရေးပါသောတွင်းထွတ်များတဘာဝတံွေရေအားလျက်စနှင့်စိုက်ပျိုးရေးထုတ်ကုန်များပါဝင်သည်မြမသည်အစ်မြင့်ဤပညာနှင့်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုသည့်တွင်းအားစုဖြစ်သောတရုတ်ကတင်သွင်းသည့်အတန်လေးချိန်ဖြင့်မြေရှားတတ်ထုထောက်ဝက်ကျော်ကိုတင်ပို့သည်တရုတ်သည်တဘာဝပတ်ဝန်းကျင်နှင့် လူမှုစိုးကြုံများကိုဂရုမစိုက်ဖဲ ထိုတေယံဇာတာများကိုထုတ်လုပ်ရန်လက်နက်ကန်အင်အားစုများနှင့်ပူးပေါင်းနေသည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်သည်2024ခုနှစ်တွင်မြန်မာအသည့်တရုတ်ကိုမြေရှားတပ်ထုအောက်ဆိုင်မက်ထရစ်တန်9000ရောင်းချပြီးထိုပစ္စည်းများကတရုတ်ပြည်တွင်ထုတ်လုပ်မှုထက်ပုံမုံများပြသည်မြန်မာသည့်ဒပိုင်းလျက်ကိုစမီကွန်တက်တာနှင့်အခြားအရေးပါသည့်ဤပညာများအတွက်အရေးပါသည့်တံပြူတရုတ်ကို 89တသမ900ခိုင်နှုန်းတင်ပို့သည်မြန်မာသည်လုံခြုံရေးရာတရုတ်ရာရှိများစိတ်ဝင်စားသည့်နိုင်ငံလေးဖြစ်သည်တရုတ်သည်မြန်မာနိုင်ငံတွင်ပြည်ပအင်အားကြီးနိုင်ငံများ အထူးသဖြင့်အနောက်တိုင်းကခြေကုပ်ယူပြီးတရုတ်ဤဒေသတွင်လွှမ်းမိုးမှုအားစိန်ခေါ်မိကိုမလိုလားပေအနောက်တိုင်းနှင့်မဟာမိတ်ဖြစ်သည့်အစိုးရတစ်ခုသို့မဟုတ်နိုင်ငံရေးအင်အားစုတစ်ခုသာအာဏာရပါကား တရုတ်နယ်စပ်အနီးအနောက်တိုင်းအင်အားစုရေရှည်တည်ရှိမှုကိုလန့်ဖွင့်ပေးပြီးရေရှည်လုံခြုံရေးချိမ့်ချောက်မှုဖြစ်မည်ကိုတရုတ်ကအထူးသဖြင့်စိုးရိမ်ပူပန်သည်ထို့သောလုံခြုံရေးကြောင့်စိုးရိမ်မှုသည်တရုတ်၏မြမပြည်ရင်းစစ်နှင့်ပတ်သက်သည့်အမြင်ကိုထင်ဟပ်စေပြီးမြမာမတိုက်ခိုက်မှုများသည်မြမပြည်ရင်းရေးတွင်အနောက်တိုင်းဩဇာတက်ရောက်မှုရှိလာမည်ကိုတရုတ်ကစိုးရိမ်သည် ထိုပရိပခတွင်ပြင်ပအင်အားကြီးနိုင်ငံများစွပ်ပတ်မှုကိုတားဆီးခြင်းသည် သူတို့၏အဓိကရည်မှန်းချက်များနှင့်တစ်ခုဖြစ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ဟီကမကြသေးမီတွင်ပြောသည်မြန်မာသည်တရုတ်၏တီချောင်ဩဇာတက်ရောက်သောအတိုက်ဝင်းဟု၎င်းကမြင်သည်တရုတ်ကွန်မြူနစ်ပါတီအားပေါ်ပြည်သူနေစဉ်သတင်းစာမှဝါရင်အယ်ဒီတာတဦးကမြန်မာမအရေးပါသောနေရာများကို တောင်တရုတ်ပင်လယ်ငင်းပွားဒေသများနှင့်နှိုင်းယှဉ်ပြီး2012ခုနှစ်ကဂလိုဝဲတိုင်းတွင်းမြင်ဆောင်ပါတွင်ထိုအချက်ကိုမိမောင်းထုတ်ပြသည်တရုတ်ကရခိုင်ပြည်နယ်တွင်ရင်းနှီးစစ်ကမ်းတည်ဆောက်နေသည့်ကြောက်ဖြူနှင့်ပတ်ဝန်းကျင်ဒေသတွင် စီးပွားရေးနှင့်လူမှုတည်ငြိမ်မှုသည်တရုတ်နှင့်ဖလပိုင်ကြားအချုပ်ချာငင်းပွားနေသည့်တောင်တရုတ်ပင်လယ်မှဝန်ရံကျွန့်ကဲ့သို့ရေးပါသည်ဟုထိုအယ်ဒီတာကရေးခဲ့သည် တရုတ်သည်မြန်မာပြည်ငြိမ်းချမ်းရေးတည်ငြိမ်ရေးတွင်စစ်မှန်သောစိတ်ဝင်စားမှုမရှိပေတရုတ်သည်မြန်မာမှဖြစ်ရအများကိုအလွန်အာရုံစိုက်ပြီးရွေးကောက်ခံဆိုရကိုဖြုတ်ချသည်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်ပို၍အာရုံစိုက်သည် CMEC နေရာအများစုသည်ပြိပခဇုံများကိုတိုက်ရိုက်ဖျက်ဆီးသောကြောင့်အာဏာသိမ်းပြီးနောက်ပိုင်းစမီးသည့်တရုတ်၏မြန်မာမှယင်းနှိမ့်ညံမှုအများပြားကို အနောက်ရှက်ဖြစ်စေသည် ။သို့တော်လေထိုစင်မီးသည်မြမာကို၎င်း၏ထိတ်ချုံမှုပုံမတောင်တင်းအောင်လုပ်ရန်အခွင့်အလမ်းတစ်ခုလည်းဖြစ်စေသည်။တရုတ်အရာရှင်များကမြမာစစ်အာဏာသိမ်းမှုကို ကနဦးတွင် လေးမထားဘဲအစိုးရအဖွဲ့အတွင်းအပြောင်းလဲမျှသာဖြစ်သည်ဟုပြောပြီးအခြားနိုင်ငံအများစုကစစ်ကောင်စီကိုပြစ်ပယ်ထားချိန်တွင်စစ်ကောင်စီနှင့်တက်ကြွသောဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားသည်။တရုတ်သည်မြန်မာတွင်လှေနှံနှစ်ဖက်နှင်းပြီး စစ်အာဏာသိမ်းပြင်းအောင်နယ်မြေထိန်းချုပ်မှုအကြီးအကျယ်ချဲ့ထွင်လာသည့်မြန်မာမှတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနှင့်ဆက်ဆံရေးခိုင်မာအောင်လုပ်သည်တရုတ်သည်ထိုးဖွယ်စည်းများသို့အခြေခံလက်နက်ထောက်ပံ့သူဖြစ်ုံသာမကအထူးကုံသွယ်ပဲလည်းဖြစ်သည်ထိုးဆက်ဆံရေးများကြောင့်တရုတ်ဆိုးရသည်အစိမ့်စိမ့်မော်မော်ဖြစ်နေသည့်မြန်မာမအထက်ဖွဲ့စည်းအားလုံးဤပါပေါ်ဩဇာလွှမ်းမိုးခွင့်ရပြီးစစ်တပ်ပြိုလဲပါက တိန်နင်ကဗျူဟာကြသည့်ဖြန့်ကျက်မှုဖြစ်စေသည်တရုတ်တီမြန်မာမဒီမိုကရေစီအင်အားစုများ အထူးသဖြင့်မြို့သားညီညွတ်ရေးအစိုးရ NUG ကို အမြဲတမ်းတန်လျောက်ရှိသည် အနောက်နိုင်ငံများက ထောက်ခံမှုအနေငယ်သာပေးတော်လဲ NUG သည်အနောက်တိုင်းနှင့်နှိဆက်လွန်သည်ဟုတရုတ်အစိုးရကမြင်သည်2022ခုနှစ်တွင် NUG ကဝါရှင်တန်တွင်ရုံးဖွင့်ပြီး2023ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုကဘာမာအက်ကို အတီးပြူသောအခါတရုတ်ဤစိတ်တစားကပုံမုံနဲ့ရှိုင်းလာသည် ထိုဘာမာအက်သည်မြန်မာဒီမိုကရေစီအားစုကို အကူအညီများစွာဂရုပြုတော်လေအကောင့်ထဲပေါ်မလာသည့်အကူအညီများသာဖြစ်သည် တရုတ်သည် အခြားတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များ NUG နှင့်မပူးပေါင်းရန်လှုံ့ဆော်ရုံသာမကစစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန်လည်းညွန့်ကြားသည် တရုတ်စိုးရသည့်တရုတ်စီးပွားရေးပိုင်ဆိုင်မှုများကိုကာကွယ်ရန် NUG နှင့်ဆက်သွယ်ရေးလမ်းကြောင်းကိုဖော်ဆောင်ထားတော်လေထိုဆက်ဆံရေးကိုလျှို့ဝှက်ထားပြီးမြည်သည့်ဂရီကဝက်မှမလုပ်ပေစစ်ကောင်စီပိုင်တဲ့နယ်မြေများပုံမဆုံးရှုံးလာသောအခါတရုတ်ကုမ္ပဏီအချို့သည်စီးပွားရေးလုပ်ငန်းများဆက်လက်လဲပတ်ရန်တိုင်းရင်သာလက်နက်ကင်ဖွဲ့စည်းအချို့ NUG နှင့်ပတ်သက်သောလက်နက်ကင်ဖွဲ့များကိုခွန်ဆောင်ခြင်းပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်သည် နှစ်တန်ကြောင်ထို့သို့လင်းနံနှစ်ဖက်နင်းချင်းသည် တရုတ်၏ရေးပါသည့်ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကိုကာကွယ်နိုင်စေပြီးမြန်မာတွင်အကြမ်းဖက်မှုမြန်မာနေချိန်တွင်ပင်၎င်း၏ဩဇာကိုပုံမူတက်ရောက်စေသည်ထို့နောက်2023ခုနှစ်နှောင်းပိုင်းတွင်တရုတ်နှင့်ဆက်ဆံရေးရှိသည့်စစ်ကောင်စီဆန့်ကျင်ရေးတိုင်းရင်းသားမဟာမိတ်အဖွဲ့တစ်ခုနှင့် NUG နှင့်ပတ်သက်သည့်လက်နက်ကင်တပ်များကအတိုင်းအတာကြီးမားသည့်ညှိနှိုင်းထိုးစစ် တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်သည်ထိုထိုးစစ်စတင်သည်နှစ်တွင်ထော်လိုင်းရင်အားစုများသည်စစ်ကောင်စီတိုင်းစစ်ဌာနချုပ်နှစ်ခုစစ်စင်ကော့ကဲမှုဌာန6ခုတရဲခြေဆိုင်စခန်းပေါင်း160ကျော်နှင့်မြို့ပေါင်း63မြို့ကိုတိမ့်ပိုင်နိုင်ခဲ့သည်တချိန်ကချိန်မုံမရဟုမြင်ခဲ့ကြသည့်စစ်တပ်သည်ယနေ့တွင်ပြိုလဲလူနေပါ တရင်တရင်ဖြစ်နေသည် စစ်ကောင်စီလာရှုံးမှ ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခ2024ခုနှစ်ဩဂတ်လတွင်ကြောင်းဆုံးချင်းသည့်တရုတ်အတွက်သတိပေးချက်ဖြစ်စေပြီးတော်လန်ရေးအင်အားစုများသည်အရေတင်းလုံးသည်ဟုမြင်စေသည် ထို့ကြောင့်တရုတ်သည်ဩဇာဖြန့်ခွဲထားသည့်တေနင်ကဗျူဟာကိုစွန့်လွတ်ပြီးစစ်ကောင်စီကိုစားအပြင်းထန်ဝင်ရောက်ဆွတ်ဖက်သည်ထို့သောအလေးထားမှုသည်2024ခုနှစ်ဩဂတ်လတွင် တရုတ်နိုင်ငံသားရေးဝန်ကြီးမစ္စတာဝမ်ဤစစ်ကောင်စီရရှိများထံတွားရောက်လဲပတ်ပြီးတရုတ်စိုးရီထောက်ခံမှုကိုပြသသောအခါ အထင်ရှားဖြစ်လာသည်မကြာမီမှာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းပထမဆုံးအကြိမ်တရုတ်ခီးစဉ်ဖြစ်ကိုမင်းတို့တွားရောက်သည် တချိန်တည်းတွင်တရုတ်စိုးရီသည်တရုတ်မြန်မာနယ်စပ်တလျှောက်မှတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများကို တိုက်ခိုက်မှုရရန်ဖိအားပေးသည်မလိုက်နာသည့်အဖွဲ့များကိုနေဆက်ကိန်များပိတ်ခြင်းနှင့်နေဆက်ဖြတ်ကျော်တုံးဆွဲနေရသည့်လျှက်စစ်ရေးအင်တာနက်နှင့်အခြေခံကုန်စည်များပိတ်ပင်ခြင်းပါဝင်အနိုင်ထက်လုပ်သည်တရုတ်တီမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် MND ပြစ်ခတ်ရပြီးလှရှိုးကိုလက်လွတ်စေရန်စ조사သောကြီးမားသည့်လောက်ရဖြစ်ထိုအဖွဲ့ကောင်းဆောင်ကို 2024ခုနှစ်နှောင်းပိုင်းတွင်ဖန်စီထိမ့်သိမ်းသည်ဟုပြည်တွင်းသတင်းများကဖော်ပြသည်တစ်တုံညာနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းတွင်တရုတ်တည်ငြိမ်းချမ်းရေးပွဲစားနှင့်တည်ငြိမ်ရေးအာမခံသူအဖြစ်အမွန်တင်ပြီးစစ်ကောင်စီနှင့်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းအများပြားကြားဆွေးနွေးပွဲများအကြိမ်ကြိမ်ကြားဝင်ဆောင်ရွက်သည်စစ်ကောင်စီကဆုံးရှုံးသွားသောနေမြေများကို ပြန်လည်တောင်းဆိုပြီးတိုင်းရင်းသားလက်နက်ကိုင်များကလည်း ခက်ခဲခဲခဲတိုက်ခိုက်ရရှိထားသည့်အောင်မြင်မှုများကိုလက်လွတ်ရန်ညှင့်ဆိုသောကြောင့်ထုံညင်နိုင်မှုများမအောင်မြင်ပေ။သို့တော်လည်းတစ်ချိန်တည်းတွင်တရုတ်ပြည်မြန်မာ၏အနာဂတ်ကိုပုံဖော်ရာတွင်၎င်း၏အခမ်းကဏ္ဍကိုဗတ်အားလုံးကအတိမတ်ပြုနေရာပြည်ရန်ဖိအားပေးပြီးမြန်မာတွင်ဩဇာပုံမှုတက်ရအောင်လုပ်နေသည်။တရုတ်ပြည်နိုင်ငံတကာအတိုင်းဝိုင်းတွင်စစ်ကောင်စီကိုတန်တမန်ရေးအရာကာကွယ်ပေးပြီးလက်နက်ကြီးများချက်တိုက်လေရင်များ ထောက်လန်းရေးဤပညာများနှင့်ဗန္နာရေးအသက်ဆက်ရန်လဲထောက်ပံ့ပြည်ကြကံပေးသည်တရုတ်တီ၎င်း၏ဩဇာအောက်မှတိုင်အင်သာလက်နက်ကင်ဖွဲ့စည်းများအထူးသဖြင့်မြောက်ဖက်နယ်စပ်မှအဖွဲ့များအနေဖြင့်အနောက်တိုင်းကထောက်ခံသည်ဟုမြင်သည့် NUG သို့မဟုတ်ဒီမိုကရေစီအင်အားစုများနှင့်မပူးပေါင်းရန်ဖိအားပေးခြင်းဖြင့်တော်လှန်ရေးအင်အားစုများကြား꽌ပြဲစေသည်ထို့သောသောစွတ်ဖက်မှုများသည့် မတည်ငြိမ်မှုများကိုဖြစ်ပေါ်စေပြီးစစ်ပွဲကိုပုံမရှိကြစေသည်ထို့ကြောင့်တော်လန်ရေးအင်အားစုချို့သည်မြန်မာမတရုတ်ကျိုးစီးပွားကို ကာကွယ်ရန်သို့မဟုတ်တရုတ်ဤဒေါ်လာကိုရှောင်ရှားရန် ထို့စစ်ယာယီရဆန်းရန်ပင် လူသိရှင်ကြားဂရိကဝတ်ထုတ်ပြန်ကြရသည် ကာလရှိကြနေသောစစ်အုပ်ချုပ်ရေးအောက်တွင် တွေ့ကွဲနေသောမြန်မာသည်တရုတ်အတွက်ထိမ့်ချုပ်ရန်ပုံမလွယ်ကူစေသည်မလငလင်သည် တရုတ်နေဖြင့်မြန်မာတွင်ဩဇာချက်ထွင်ရန်နှင့်တရုတ်အတွက်ကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့်တရုတ်စန့်ကျင်ရေးစိတ်ဓာတ်များအများပြားဖြစ်နေမှုကိုတိုက်ဖြတ်ရန်အတွက်နောက်ထပ်ခွင်လန်းတစ်ခုဖန်တီးပေးသည်မြန်မာ၏လူသားချင်းစာနာမှုအကျတ်တဲအတွင်းအနောက်တိုင်းအင်အားကြီးနိုင်ငံများက အကန့်အသတ်ဖြင့်သာထောက်ပံ့မှုပေးတော်လဲတရုတ်ကအရှိန်မြင့်လှုပ်ဆောင်သည်တရုတ်သည်မြန်မာတွင်၎င်း၏မတိမတာဩဇာအာဏာကိုပြိုထောင်ရင်း လုံုံရေးတည်ရှိမှုကိုလည်းတိုးချဲ့သည်တရုတ်၏ပိုင်ဆိုင်မှုများကိုကာကွယ်ရန်စစ်ကောင်စီမလုဆောင်နိုင်ဆိုသည့်စိုးရိမ်ပူပန်မှုကိုကြောင်းပြပြီးဖက်ဆက်လုံုံရေးကုမ္ပဏီများထူထောင်ရန်စစ်ကောင်စီကိုဖိအားပေးသည် ယခုအခါထိုလုံုံရေးကုမ္ပဏီများကို အနောက်ဘက်အတွက်ကြောက်ဖြူရေးနဲ့စစ်ကမ်းနဲ့အရှိဘက်တရုတ်မြန်မာနယ်စပ်မူဆယ်တွင် ဖြတ်ချက်ထားသည်ထိုလုပ်ငန်းများကိုတရုတ်နိုင်ငံပိုင်လုံခြုံရေးကုမ္ပဏီများကဥဆောင်ပြီး မြန်မာတွင်တရုတ်၏လက်နက်ကင်လုံးကြောင့်ရေးပထမဆုံးအကြိမ်တရဝင်ရောက်ရှိခြင်းဖြစ်သည်မြန်မာတွင်စစ်တပ်တည်မြဲမှု၏ရေရှည်တက်ရောက်မှုများကို ရှင်းလင်းစွာမသိရသေးတော့လေထို့သောရှိခြင်းသည်မြန်မာပြည်တွင်ပြိပခါနှင့်ပုံမိုကျယ်ပြန့်သည့်ဒေသတွင်းလုံးကြောင့်ရေးခင်းခြင်းကို အကြီးအကျယ်ပြန်လဲပြောင်းလဲစေနိုင်သည် ရှင်းရှင်းပြောရရင်တရုတ်၏ပါဝင်ပတ်သက်မှုသည်မြန်မာ၏ဖြားအပြင်းစစ်ကိုပုံမိုရှိကြစေသည် တရုတ်၏ထောက်ခံမှုကြောင့်အတင်ရဲလာပြီးစစ်ကောင်စီသည်တော်လှန်ရေးအင်အားစုထိန်းချုပ်ဒေသများကိုလေကြောင်းတိုက်ခိုက်မှုအချိန်မြင့်လှုပ်ဆောင်လာပြီးအရက်သားများကိုတင်ကြုံပစ်မှတ်ထားသည်။သို့တော်လည်းစစ်ကောင်စီသည်ဆုံရှုံသွားသောနယ်မြေများကိုပြန်လည်သိမ်းပိုက်ရန်မြေပြင်ထိုးစစ်ဆင်လောက်အောင်အင်အားမရှိတော့ဘဲတော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့်နယ်မြေတများတွင်ထိတ်ချုပ်မှုခိုင်မာအောင်လှုပ်ချင်းကိုတားဆီးရန်သာအာယုံစိုက်လုပ်နေသည် မလောင်ငလင်ကြောင့်အပြည့်စင်းများအကြားတွင်ပင်စစ်ကောင်စီသည်ရှောက်ဖွေခဲ့စေ၏လုပ်ငန်းများထက် လေကြောင်းတိုက်ခိုက်မှုများကိုဦးစားပေးလုပ်နေသည်ထုံလုံးဆောင်မှုကိုထောက်ပံ့ရန်တရုတ်ကစစ်ကောင်စီကိုနောက်ထပ်စစ်လေယာဉ်များနှင့်ဒရုန်းများပေးပို့သည်စစ်ကောင်စီကိုစားထုတ်နိုင်ပွဲရှိသည့်ညီညွတ်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အတိုက်ခံအင်အားစုသည်စစ်မြေပြင်တွင် အောင်ပွဲများဆက်လက်ရနေသည် လက်ရှိချိန်တွင်စစ်ကောင်စီအတိုက်ခံများသည်တနိုင်ငံလုံးတွင်မြို့ပြစစ်ဆင်ရေးများတိုးချက်ရန်ကြိုးစားနေပြီးနိုင်ငံအလယ်ပိုင်းမှအထူးမြို့ကြီးများကိုရည်ရွယ်သည်စစ်ကောင်စီကမြန်မာ၏အကြီးမားဆုံးမြို့ရန်ကုန်နှင့်မြို့တော်နေပြည်တော်ကို ထိမ့်ချုပ်ထားသည်များကာလပတ်လုံးအတိုက်ခံအင်အားစုများ၏အောင်ပွဲများသည်စစ်ကောင်စီကိုအင်အားချိနဲ့စေမည်ဖြစ်တော်လေအဆုံးဖြတ်ကြသည့်ထုံးတဲ့ချက်ဖြစ်ဖွယ်မရှိပေအိုက်ခံများချောင်း ခိုင်မာသည့်ညီညွတ်ရေးတပ်ဦးမရှိ၍စစ်ကောင်စီသည်ဆက်လက်တရင်တရန်ရှောင်နေမည်သဘောရှိသည်မြန်မာကိုအနောက်တိုင်းမှစိတ်ဝင်စားမှုရော့ချနေသောကြောင့်တရုတ်သည်မြန်မာမှဖိအိုဖျဲချင်နေနှင့်နိုင်ငံရေးစိတ်စိတ်မွားမွားကွဲခြင်းကိုမျက်ထုတ်သုံးချပြီး၎င်း၏တည်နေကဗျူဟာခြေလန်းကိုတိုးချဲ့ရန် အခွင့်အရေးကိုအမိရယူသည်ယခုအခါတရုတ်သည်ပြိပခ၏ဘန်အလုံးမှအဓိက ပတ်သက်သူများအပေါ် ဩဇာကြီးမားစွာချုပ်ကန်ထားပြီးအနောက်တိုင်းနှင့်မဟာမိတ်ဖြစ်သည့်အဖွဲ့များကို ခွဲခြားဆက်ဆံကာအနောက်တိုင်းဩဇာကို စနစ်တကျဖယ်ရှားထားသည်ထို့အပြင်တရုတ်စိုးရသည်မြေရှားတပ်ထုများကဲ့သို့တည်နေကဖြူဟာကြသည့်တယံဇာတာများရရှိရေးနှင့်မြမပိုင်းနဲ့တွင်စစ်တပ်ထားရှိခွင့်အပါဝင်လက်စုပ်လက်ကင်ပြနိုင်သောရလတ်အများပြရရှိပြီးဖြစ်သည်ထုံလုံးရများသည့ တရုတ်ကိုစီးပွားရေးပိုင်ဆိုင်မှုများအခွင့်ထူးကံအသုံးပြုခွင့်ရခြင်းသာရရှိစေသည်မဟုတ်ဖဲအရှိတောင်အရှနိုင်ငံများအသင်းအာဆီယံအတွင်းမှထိန်းချုပ်ရလွယ်သောအိမ်နီးချင်းပေါ်နိုင်ငံရေးဩဇာလည်းတက်ရောက်နိုင်ပြီး၎င်း၏ရည်မှန်းချက်များအတွက်အထူးကကြသောဒေသကိုထိန်းချုပ်မှုပုံမတင်ကျပ်စေနိုင်သည်မြန်မာတွင်တရုတ်ဩဇာကြီးထွားလာခြင်းသည်တိကျဖြစ်ရမဟုတ်ထိုကိစ္စသည်တရုတ်စိုးရ၏ပုံမကျေပြန့်သော ဒေတာရင်းဘိုကြဆွမိုးရေးလှူရှောင်းမှုဤအရေးပါသောစစ်မျက်နှာဖြစ်သည် အနောက်တိုင်းနှင့်ဒေတာရင်းအင်အားကြီးနိုင်ငံများအတွက်ထိုကိစ္စသည်သတိထား၍တုံ့ပြန်သည့်နီလန်များလုံလောက်မည်မဟုတ်တရုတ်ဤဩဇာချက်ထွင်မှုထိ ंछ ုပ်ခြင်းကို တရုတ်ကဩဇာအလင်းအမြန်ဆုံးချက်ထွင်နေသည့်မြန်မာအဝင်းဝိုင်းမှစတင်ရမည်ဖြစ်သည်ထိုပရိပခအတွက်နိုင်ငံရေးဖြည့်သည့်အလန်းကွာသည့်အလားအလာဖြစ်သည်စစ်ပွိုင်းနှင့်မက်လာငလင်ကြောင့် ရွေးကောက်ပွဲသို့မဟုတ်ရွေးကောက်ပွဲအတုကိုပင်ကျင့်ပနိုင်သည့်စွမ်းရည်ကို အကြီးအကျယ်ကန့်တတ်ဖြစ်စေတော်လေတနေ့အတွင်းရွေးကောက်ပွဲကျင့်ပရန်စစ်ကောင်စီကဂရုပြုထားသည်မြန်မာနိုင်ငံဒေသအများစုသည်ပြိပခကြောင့်အထိနာနေပြီးစစ်ကောင်စီသည်မူလက2022ခုနှစ်တွင် စီစဉ်ထားသည့်ရွေးကောက်ပွဲကိုအကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည် ညီတော်ဝင်စိုးစီအတိုက်ခံအုပ်စုများနှင့်ပြည်သူများကစစ်ကောင်စီကျင့်ပသည့်ရွေးကောက်ပွဲကိုတရားဝင်သည်ဟုအတိမတ်ပြုမိမဟုတ်ပေထို့ကြောင့်ရွေးကောက်ပွဲကျင့်ပရန်စ조사ခြင်းသည်ပြိပခကိုပုံမုံမိထုတ်ပေပြီးနိုင်ငံ၏လူသားချင်းစာနာမှုအချက်တဲကိုပုံမုံဆိုးရွားစေမည်ဖြစ်သည်အာဆီယံတရုတ်နှင့်အိန္ဒိယပါဝင်ပြင်ပအင်အားကြီးများကညှိနှိုင်းဖြည့်ရှင်မှုတစ်ခုခုတောင်းဆိုတော်လဲပြဋ္ဌာန်းချက်အတိအကျမပြောနိုင်ပြီး သို့တော်လဲထိုကိစ္စသည်အကြောင်းချက်နှစ်ခုကြောင့်လက်တွေ့မကြပြီပထမချက်မှာစစ်ကောင်စီအားနေချက်ကြောင့်တော်လန်ရေးအင်အားစုများနှင့်ပြည်သူများသည်၎င်းတို့၏ဒုက္ခများကိုကျူးလွန်သောလက်တယ်ဖြစ်သည့်စစ်တပ်ကို အာဏာမှဖယ်ရှားရန်တမိုင်းဝင်ခွင်လန်းဟုမြင်ကြသည်ဒုတိယချက်မှာမြမစစ်ပေါ်ကြုံများသည်ညီသည့်ခါကမှတေကြရေရာသည့်နိုင်ငံရေးဆွေးနွေးမှုမလုပ်ခြင်းဖြစ်သည် ၎င်းတို့၏အာဏာချုပ်ကိုင်မှုကိုချိန်ချောင်းနိုင်သည့်လက်ရောမှုအနေငယ်ကိုပင်တိမခံနိုင်ပြီထို့သောနှုံးမြေဆောင်စစ်တပ်သည်ပြဋ္ဌာန်းချက်များချမှတ်ပြီးဆွေးနွေးပွဲများအနေဖြင့်ရှုံးပေးရန်နှင့်စစ်တပ်လွှမ်းမိုးမှုကိုအာမခံသည့်မူပေါင်းတွင်လောက်ကန်ရန်စိတ်ကူးကြသည်မလငလင်ပြည်တွင်ပင်စစ်ကောင်စီသည်အတိုက်ခံအင်အားစုများအားလေကြောင်းတိုက်ခိုက်မှုများတော့ရှောက်လုံးနေပြီးနိုင်ငံတကာထိတွေ့ဆက်ဆံမှုများပြားလာခြင်း အထူးသဖြင့်လူသားချင်းစာနာမှုအကူအညီကိုစစ်ကောင်စီတရားဝင်မှုရရှိရေးဖြင့်အသုံးပြုရန်ကြိုးစားလာသည်။မရေတွက်နိုင်သည့်ငလင်တန်ခံများသည့်အကူအညီလုံလုံလောက်လောက်မရဘဲအပြက်စီးအောက်တွင်ပိတ်မိနေစဉ်မှာပင်စစ်တပ်ကထိုသို့လုပ်ရန်ကြိုးစားနေသည်။တရုတ်နှင့်ရုရှားတို့၏ကြားကန်ပေသောထောက်ခံမှုဖြင့်စစ်ကောင်စီသည်အတင်ရဲလာပြီးစစ်မှန်သောစစ်ဆန်ညှိနှိုင်းမှုလုပ်ရန်အကြောင်းမရှိဟုမြင်နေသည်။ စက်ကောင်စီသည်အခြားရွေးစင်အားလုံးဝမရှိတော့မှသာ စက်ကိုညှိနှိုင်းဆုံးသက်ခြင်းအပြင်လက်ခံလိမ့်မည်ဖြစ်သည် ထို့သောဖြစ်စေရန်တော်လန်ရေးအင်အားစုများကြားပုံမိုကြီးမားသောပူးပေါင်းဆောင်ရွက်မှုနှင့်ညီညွတ်မှုလိုအပ်မည်ဖြစ်ပြီးထို့ညီညွတ်သောအင်အားစုများသည်စစ်မြေပြင်တွင်စက်ကောင်စီကိုအပြတ်အသတ်တိုက်ခိုက်ရမည်ဖြစ်ပြီးနိုင်ငံအလဲပိုင်းတွင်စက်ကောင်စီထိ ंछ ုံမှုကိုချိန်ချောက်ရမည်ဖြစ်သည် ထိုချင်းနေမျိုးကိုတရုတ်ဆိုးရမလို့လားဘီ မြည်သည့်အနာဂတ်ခြေနေတွင်မစိုးငြိမ်းချမ်းပြီးတည်ငြိမ်၍ဖက်ဒရယ်ဒီမိုကရေစီကိုတနေ့တွင်ဖွဲ့စည်းရန်လိုအပ်သည့်တော်လှန်ရေးအင်အားစုများအကြားပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေရန်တရုတ်ကလှုံ့ဆော်မည်ဖြစ်သည်တရုတ်သည်မြန်မာတွင်ငြိမ်းချမ်းရေးတည်ငြိမ်မှုကို အမှန်တကယ်စိတ်ဝင်စားမှုမရှိတေနင်ကဗျူဟာကြသည့်လွှမ်းမိုးမှုကိုသာလိုချင်သည်မြန်မာမအုပ်စုများကိုအင်အားနှဲစေပြီးအကွဲကွဲပြားပြားဖြစ်အောင်လုပ်ခြင်းဖြင့် တရုတ်အပေါ်မိခိုလာစေမည်ဖြစ်သည်တဖွဲ့နှင့်တဖွဲ့ရန်တိုက်ပေးပြီးဩဇာထူထောင်ရန်ခွင်လန်းရှိပါကတရုတ်ကလက်လော့ခံမည်မဟုတ်ပေရဲမျိုးဟင်